နော်ကလေသမားမိသားစုကဖြစ်ပြီးတော့ကျွန်တော်မိဘတွေကနေဘက်ကလေသမားတွေဖြစ်ကြပါတယ်။ကျွန်တော်သူတို့ကိုကိုကြီးရင်ချင်းပြလာပြီးတော့ကျွန်တော်မှတ်မိတဲ့အရာကတော့နာလို့ညတာကျအုပ်ကောက်တာမျိုးစားတဲ့တောတူထောင်သားတွေအတွက်တမိုးထားရတဲ့အရာတွေလုပ်ရတာပဲဖြစ်ပါတယ်။ကျွန်တော်မိဘတွေကရှေးရိုးဆွဲရင်သူတွေဖြစ်ပြီးတော့အထူးသဖြင့်ကျွန်တော်အဖေဖြစ်သူကကလေးတငယ်နှိစက်တာနဲ့ပြည့်ပြင်ဆုံးမတာစားတဲ့အရာနှစ်ခုကိုမခွဲတတ်တဲ့လူစားမျိုးပဲဖြစ်ပါတယ်။ကျွန်တော်ကစိုးရဲကလေးတယောက်တော့မဟုတ်ပေမဲ့နည်းနည်းတော့ရှက်ပြပြနိုင်ပါတယ်။ တနေ့ကျွန်တော်နွားနှုတ်ညင်ရင်နွားနှုတ်ပုံကမတော်တဆမှောက်သွားတာကြောင့်ကျွန်တော်အဖေကကျွန်တော်မေးလေတဲ့အထည်ကိုလေသာခပတ်နေရိုက်ခဲ့ပါတယ်။ကျွန်တော်အမေကတော့ဝမ်းနည်းစွာနဲ့အခန်းထောင်ကနေကြည့်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်ဒီလိုကျင်နာမှုမရှိတဲ့မိသားစုနဲ့ဂျင်းလက်ဘဝကိုစိတ်ကုန်ပြီးတော့ကျွန်တော်ဒီလေခွန်းတွေကနေပြောင်းရွှေ့ပြီးတော့မြို့ပြမှာနေကဘဝအသစ်ကိုရှာဖွေခဲ့ပါတယ်။ကျွန်တော်မိသားတွေကခွင့်မပြုပေမဲ့သူတို့တားလို့လည်းမရပါဘူး။ ကျွန်တော်အသက်18နှစ်ပြည့်ရနဲ့လယ်လေးကိုရောင်းပြီးတော့ဈေးအပေါ်ဆုံးကားလေးကိုဝယ်ကဘာမှပြန်လဲမကြည့်တော့ဘဲနဲ့ထွက်ခွာလာခဲ့ပါတယ်။ကျွန်တော်မိဘတွေအတွက်စာလေးတစ်စောင်ချန်ထားခဲ့ပြီးတော့သူတို့နဲ့ဝီယာမှာကျွန်တော်ရဲ့ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။တကယ်တမ်းကျွန်တော်မိဘတွေနဲ့ကနှွေးထွေးရဲ့ဆက်ဆံရေးမျိုးမဟုတ်ခဲ့ပါဘူး။ကျွန်တော်15နှစ်လောက်ကြာပြီးရတော့အင်ကိုပြန်မသွားခဲ့ပါဘူး။အဲ့ဒီအချိန်မှာရုပ်တရက်ကျွန်တော်အခန်းတကားခောက်တန်းကိုကြားလိုက်ရပါတယ်။ကျွန်တော်တကားသွားမဖွင့်ခင်ဒါကထူးဆန်းတယ်လို့တွေ့ခဲ့ပါတယ်။ ကျွန်တော်ကအမြင်နဲ့အလို့ရှုပ်နေတတ်တဲ့သူဖြစ်တာကြောင့်တန်ငယ်ချင်းများများဆဆမရှိသလိုအင်ကိုလာလဲတဲ့သူလည်းရှားပါတယ်။မိခိုးရောင်ဝတ်စုံနဲ့အညွှန်းရောင်လက်ဆက်သွတ်တာကိုခြင်ထားတဲ့အမျိုးသားတစ်ယောက်ကတကားရှိမှမတည့်ရနေခဲ့ပါတယ်။အရင်ဆုံးကျွန်တော်တွေးလိုက်တာကထိုလူကအိမ်တွေကိုပစ္စည်းလိုက်အောင်နဲ့ဈေးရောက်သူပဲဖြစ်လိမ့်မယ်လို့ကျွန်တော်တွေးလိုက်ပါတယ်။ဒီဘက်လုံးအလို့တွေရဲ့ဖီလာကလည်းအားယူနေရဖြစ်တာကြောင့်ကျွန်တော်ချက်ချင်းစိတ်ရွှေ့သွားခဲ့ပါတယ်။အကြောင်းကတော့ကျွန်တော်ရဲ့မန်နေဂျာကအားယူဝင်ပြီးမှသာနားရတာကြောင့်ပဲဖြစ်ပါတယ်။ ီမှာကို့လူမင်းပါဝင်ရအောင်ငါစိတ်ဝင်စားအောင်ကျွန်တော်ခက်ပြပြပြောပြီးတော့တကားကိုပိန်ဖို့လုံလိုက်ပေမဲ့သူကခြေတော်ကိုထုတ်ခံလိုက်ပြီးတော့တကားကိုကာထားခဲ့ပါတယ်။ငါအယောင်ဝင်တယ်မဟုတ်ဘူးကောင်လေး။သူ့ရဲ့အထံကတင်းရင်ပြီးတော့ကျဉ်လင်းနေပေမဲ့အနေနဲ့ပင်ပန်းနေတဲ့ပုံတော့ပေါက်ပါတယ်။ငါကပုတ်ကလေးကစုံစမ်းရင်းမှုပဲ။ငါတို့စကားနဲ့နဲ့ပြောရအောင်။ကျွန်တော်သိချင်စေချောင်းတကားကိုပြန်ဖွင့်လိုက်ပေမဲ့လက်နဲ့ရောကာထားစေပဲဖြစ်ပါတယ်။လူလူမျိုးမို့လို့ပုတ်ကလေးကစုံစမ်းရင်းမှုကိုတုံးပြီးတော့ကျွန်တော်ရှာခိုင်းရတာလေ။ ်ထို့လူရဲ့မျက်နှာအမူအရကပြောင်းသွားခဲ့ပြီးတော့ဒါကမိမိဘတွေကြောင့်ပဲဆိုပြီးတော့ခက်တူးတူးပြောလာခဲ့ပါတယ်။နောက်ထပ်ပြောလိုက်တဲ့စကားကြောင့်ကျွန်တော်ရဲ့ဝိညာဉ်ကကျွန်တော်ခန္ဓာကိုယ်တွေကနေထွက်သွားသလိုခံစားလိုက်ရပါတယ်။ကျွန်တော်အဖေကလွန်ခဲ့တဲ့၃နှစ်လောက်ကဆုံးပါသွားပြီဖြစ်တာကြောင့်ဒီလိုဆုံးပါသွားတာနဲ့သူမကစိတ်တိတ်ခိုင်လွန်ပြီးတော့တခြားသူတွေနဲ့သူမရဲ့လုံခြုံရေးအတွက်စိတ်ချမ်းသာရေးစီရင်ကိုပြတ်ထားရတယ်လို့ရှင်းပြလာခဲ့ပါတယ်။ကျွန်တော်အဖေကဆုံးသွားပြီးတော့ကျွန်တော်အမေကစိတ်မနှက်နေရောခံစားနေရတယ် ျွန်တော်အမေရဲ့ရှိနေကလေယာမြေတွေရဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ပိုင်ရှင်စီလွှဲပေးဖို့အတွက်လှုပ်ဝက်ဆောင်စေမှုကိုမှားပြီးတော့ကျွန်တော်ကိုရှာခိုင်းခဲ့ပါတယ်။နောက်နေ့မှာတော့ကျွန်တော်အမေရဲ့ရှိနေကိုခေါ်လာပြီးတော့ကျွန်တော်ကဘသူဖြစ်တယ်ဆိုတာကိုလှုပ်ဝက်ဆောင်စေမှုကအတည်ပြုခဲ့ပါတယ်။ကျွန်တော်လေယာမြေဟောင်းဆောင်ရွက်ဆောင်ရမ်းနေတဲ့ပိုင်ရှင်နေရာမှာလက်မှတ်ထိုးခဲ့ပါတယ်။အဲဒီနောက်ကျွန်တော်သူတို့ပြောသမျှကိုလက်မှတ်တွေထိုးခဲ့ပြီးတော့သူတို့နှစ်ယောက်ကကျွန်တော်ဘဝကနေထာဝရပြောက်ွယ်မသွားခင်မှာဝမ်းနဲ့ပူဆင်းမှုတွေပြီးခဲ့ပါတယ်။ ကျွန်တော်မွေးရမည်စီပြန်သွားဖို့အတွက်တတိမွေးပြီးတော့အချိန်တစ်ပတ်လောက်ယူခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တစ်ပတ်လောက်ခွင့်ယူပြီးတော့တထင်းစီကိုဖုန်းခေါ်ခဲ့ပါတယ်။အဲဒီဆယ်စုနှစ်တခုကျော်အတွင်းပထမဆုံးအချိန်မွေးရမည်လေခွင့်နေစီကိုပြန်သွားဖို့အတွက်ကားလေးကိုမောင်းထွက်ခဲ့ပါတယ်။ကျွန်တော်အဲဒီနေရာကိုပြောင်းရောက်တဲ့အချိန်မှာအတော်လေးကိုအခြေအနေဆိုးနေခဲ့ပါတယ်။ကျေးဇူးတင်စရာကောင်းလို့ねကျွန်တော်အဖေကြောင့်ဒီနေရာကအတိတ်ဆုံးရရှိခဲ့ပေမဲ့အရင်ကလောက်တော့မဆိုးရတော့ပါဘူး အင်းရဲ့စီးရီကကျွန်တော်ကလေးဝါရုံကအတိုင်းပဲရှိနေခဲ့ပြီးတော့ channel မှာပေါင်းဝင်တွေပေါင်းနေခဲ့ပါတယ်။တချင်ကအလွန်ကြီးတစိုက်ရှိခဲ့တဲ့နေဝင်မှာအခုတော့ကြန့်ရှိနေတဲ့ဝတ်အနှင်းငယ်ကိုဂရုမစိုက်နိုင်တာကြောင့်ပိန်လီကအဟာရပြတ်နေခဲ့ကြပါတယ်။သူတို့အသက်ရှင်နေကြတာကတကယ်ကိုအံ့ဩစရာကောင်းပြီးတော့သူတို့ကိုကြွေးမဲ့အစာတွေကလုံးဝကိုခန့်ချောက်နေတာကြောင့်ပဲဖြစ်ပါတယ်။ကြည်ရတာအချိန်တော်ကြောင့်သူတို့ကိုဘသူကမှထိတွေ့ကြင်တွေ့တဲ့ပုံမပေါ်ပါဘူး။ဘသူကမှသူတို့ကိုအစာမကျွေးဘဲနဲ့သူတို့အသက်ရှင်ကြနေရကိုကျွန်တော်အံ့ဩခဲ့ရပါတယ်။ အဲ့ဒီနောက်ဝက်ပေါက်တွေကသူတို့ရဲ့နှုတ်သီးတွေနဲ့အစာတွေကိုကျေလောင်စွာ အုပ်စုပွဲထိုးစားနေရကိုကျွန်တော်တွေ့လိုက်ရပါတယ်။ကျွန်တော်မျက်လုံးတွေနဲ့တိကျကြည့်လိုက်တဲ့အခါမှာတော့အန်ဂျင်စိတ်ဖြစ်သွားခဲ့ပါတယ်။သူတို့ကဝက်အတီကောင်ကြီးရဲ့အယိုးနဲ့အသားတွေကို ပြန်ဆန်းနေကြတာပဲဖြစ်ပါတယ်။ဘသူမှအဆောင်မကျွေးရာကြောင့်ဝက်တွေကသူတို့အသက်ရှင်ဖို့အတွက်အချင်းချင်းစားသုံးနေကြတာပဲဖြစ်ပါတယ်။ကျွန်တော်အိမ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်မိဘတွေရဲ့အခန်းကကျန်းပြေပေါ်မှာအဝတ်တွေနဲ့ရှုပ်ပွနေခဲ့ပြီးတော့အန်ဆွဲတွေကလည်းပွင့်နေခဲ့ပါတယ်။ ။တသက်ရက်နဲ့ရှိတဲ့တခုစီသောအခန်းကတော့ကျွန်တော်နေခဲ့တဲ့အခန်းဟောင်းလေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အခန်းကတန်ရှင်းတက်ရက်နေခဲ့ပြီးတော့အခန်းတောင်နာမှာဖုံနေရတာထင်ကျန်နေရမျိုးပဲရှိပါတယ်။အခန်းကကျွန်တော်ထွက်သွားတော့ကဆယ်ကျော်တက်ပုံစံအတိုင်းပဲနေရန်ပေါ်မှာ Metal Music Poster တွေလင်းလွန်းလာကြောင်းကျွန်တော်တင်မသွားနိုင်တဲ့စာအုပ်စင်တွေအပြင်ကျွန်တော်ချမ်းသာခဲ့တဲ့စာရွက်လေးကလည်းအရင်တိုင်းရှိနေစေပဲဖြစ်ပါတယ်။စာရွက်ပေါ်မှာ၆တွေ့နေတဲ့ရေးစက်လေးတွေထင်ကျန်နေပါတယ်။ ဒါကကျွန်တော်အမေရဲ့မျက်ရည်မဟုတ်နိုင်ပါဘူးဆိုပြီးတော့ကျွန်တော်ကိုယ့်ကိုယ်ကိုအယုံသွင်းနေခဲ့ပါတယ်။ကျွန်တော်အခန်းလေးထဲကအိမ်ရာပေါ်မှာထိုင်ပြီးတော့ကျွန်တော်အခန်းလေးကိုကျူးဆိုင်ပေးခဲ့တဲ့အမေက delivery မှာကြံခဲ့ပြီးတော့ကျွန်တော်ကိုလိုအပ်ခဲ့တယ်ဆိုတော့သဘောပေါက်သွားတဲ့အချိန်မှာကျွန်တော်နှလုံးသားတစ်ခုလုံးလေးလံသွားခဲ့ပါတယ်။ကျွန်တော်အဖေကျွန်တော်နှိမ့်ဆက်တာတွေကိုသူမမတားနိုင်ပြီမြင်သူမကကျွန်တော်ကိုတကယ်ကျူးဆိုင်ပေးခဲ့ပါတယ်။ ထို့နောက်ဆရာဝန်ကသူမကိုတရားခင်းဆိုင်ပြီးပြီးတော့သူမပြန်ကောင်းလာတဲ့အခါမှာပိုကောင်းတဲ့နေရာလေးဖြစ်စေဖို့အတွက်ကျွန်တော်လေခွင်းကိုပြန်ပြုပြင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်နေ့မှာတော့ကျွန်တော်လေရောကိုရှင်းလိုက်ပြီးတော့ဝတ်တွေကိုလည်းတရားလေးအစာကျွေးခဲ့ပါတယ်။ဒါတွေကနှစ်တွေအတွန်းကြာမှသူတို့တရားစားရတဲ့ပထမဆုံးအစာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ကျွန်တော်မျက်ချောက်တွေနဲ့အမိုက်တွေကိုမိရှုလိုက်ပြီးတော့ခုံပေါ်မှာထိုင်ကလက်ပိုက်ကြည့်နေရင်မျက်ပင်တွေကိုမိရှုထားတာကိုကြည့်နေခဲ့ပါတယ် ဒီပစ်ထားရကြပြီဖြစ်တဲ့လေခွင်းကိုတောရိုင်းကောင်တကောင်ကလာပြီးတော့နှောက်ရတဲ့အခါမှာတားနိုင်ဖို့အတွက် rifle တနက်ကိုကျွန်တော်ပြီးမှထားလာခဲ့ပါတယ်။ကျွန်တော်မီတာတွေကိုကြည့်နေရင်လည်းနေဝင်သွားခဲ့ပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးမှာမီတာရဲ့အလင်းအောင်လာရှိနေခဲ့ပါတယ်။အဲ့နောက်မိတောင်ရဲ့အလင်းအောင်ကြရေကနေညအောင်တော်တစ်ခုမှတစုံတစ်ခုကအဝေးကနေကျွန်တော်စီကိုမိကက်လာတာကိုတွေ့လိုက်ရပါတယ်။အုတ်ဆိုင်ရဲ့ဒီအမောင်လူရောက်မှပုံတံတန်ကဒရိုက်ဆန်တကောင်ကိုထင်ခဲ့ပါတယ်။ ါကဝင်ကလေးတစ်ကောင်ဖြစ်မယ်လို့ဒီမှာအကြောင်းကျွန်တော်တနက်နေ့ပြချပြလိုက်ပါတယ်။အမောင်လေးမှာအတန်နဲ့ချောင်းလန့်ချိန်ဝင်လို့တာဖြစ်တာကြောင့်အဒီအရာကိုကျွန်တော်ထိမယ်လို့မထင်နာခဲ့ပါဘူး။အဲဒီနောက်နာကျင်မှုရဲ့အော်တန်တစ်ခုကိုကျွန်တော်ကြားလိုက်ရပြီးတော့တစုံတစ်ခုကမြေပြင်ပေါ်လဲကျသွားတာကိုကျွန်တော်တွေ့လိုက်ရပါတယ်။ဒါကဒရိစန်တစ်ကောင်ရဲ့အော်တန်မျိုးမဟုတ်ခဲ့ပါဘူး။ဒါကလူတယောက်အတန်းဆိုတာကိုကျွန်တော်သတိထားမိသွားတဲ့အချိန်မှာကျွန်တော်ရဲ့မျက်လုံးတွေပြည့်ကျက်သွားခဲ့ပြီးတော့ကြောက်ရွံ့သွားခဲ့ပါတယ်။တေချာအောင်ကျွန်တော်အနာကိုသွားကြည့်ခဲ့ပါတယ်။ ရှင်ဘက်မှာကြီးစက်မှန်ကမြေပြင်ပေါ်လဲကျနေတဲ့အဖွားကြီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမရဲ့သပင်တွေကဖြူနေတာကြောင့်ကျွန်တော်ဒရိုက်ဆန်တစ်ကောင်နဲ့မှားယွင်းသွားတာပဲဖြစ်ပါတယ်။သူမဝတ်ထားတဲ့ဝတ်စုံကဆေးရုံကလူနာရီဝတ်တဲ့အင်ဂျင်ပုံစံအစင်းရောင်ပေါင်းပြီးနဲ့အင်ဂျင်ကိုဝတ်ဆင်ထားခဲ့ပါတယ်။မိနစ်ပိုင်းအတွင်းမှာလုခဲ့တဲ့အမားကြောင့်အလုံးကိုကြောက်ရွံ့နေခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ဗာဆက်လုပ်တဲ့လမ်းစကားကိုတွေးလိုက်ပြီးတော့ကျွန်တော်ရှဲတွေကိုခေါ်လိုက်ပေးပေမဲ့ရုတ်တရက်ဖြစ်သွားခဲ့တဲ့ဒီမတော်တဆမှုကြောင့်ကျွန်တော်အရန်ကိုပဲတုံလို့ပြီးတော့ထူပူနေခဲ့တာကြောင့် ျွန်တော်တွေးမိရင်တခုတည်းသောအရာကသူမရဲ့အလောင်းကိုဖျောက်ဖြစ်သူပါပဲ။ဒါကြောင့်သူမရဲ့ခန္ဓာကိုယ်ကိုတင်လိုက်ပြီးတော့အမိုက်တွေမိရှုရဲအပုံထဲကိုရှုပစ်လိုက်ပါတယ်။ဒီလိုနေမှာတော့ကျွမ်းနေတဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့လက်တွေကချွေးစိတ်ပြန်နေခဲ့ပေမယ့်ခန္ဓာကိုယ်ကတော့တောင်းတင်းကအိပ်စက်နေခဲ့ပါတယ်။နောက်ဆုံးအယူကနေပြားဖြစ်တဲ့အထိကိုကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်။အင်းညာကတရားရောက်ကကျွန်တော်ကိုကြည့်နေတယ်ဆိုတဲ့ခန်းစားချက်မျိုးကိုခန်းစားခဲ့ရပြီးတော့ကျွန်တော်ရဲ့အကြောက်တရားတွေကတကယ်ကိုဖြစ်လာခဲ့ပါတယ် နောက်နေ့မနက်မနက်စာစားချိန်မှာတကားခေါက်တံကိုချလိုက်ရပါတယ်။ဗရင်ပေါက်ကနေကြီးလိုက်တဲ့အချိန်မှာရေကောင်းကိုတွေးလိုက်ရတာကြောင့်အစိုးရဆုံးနေမဖြစ်ဖို့အတွက်ကိုပဲမျှော်လင့်ခဲ့ပါတယ်။ဒါကလုံးဝကိုမှိုင်းသွားခဲ့ပြီးတော့ကျွန်တော်တကားကိုဖွင့်လိုက်တဲ့အချိန်မှာခန့်ငယ်ရေသားတယောက်ကိုတွေးလိုက်တာကြောင့်မင်္ဂလာနံနက်ခင်းမှာဆိုပြီးတော့ကျွန်တော်ပုံမှန်အတန်းနဲ့နှုတ်ဆက်ခဲ့ပါတယ်။တခုဖြစ်လို့လားဆရာ။ဒါကခမရဲ့အမိကြောင့်ပဲ။သူမှမဖြစ်လို့လေ။ကျွန်တော်အံ့ဩစွာနေမိလိုက်ပါတယ်။မင်းညာကသူစိတ်ကျမ်းမှရေးစီယုံကနေလွတ်သွားခဲ့တယ်။ နတ်စတယောက်ကိုလည်းသူမရဲ့လင်စီကိုပြန်ရမယ်လို့ပြောခဲ့တယ်။ဒါကြောင့်သူမဒီကိုရောက်မရောက်ကျွန်တော်လာကြည့်ရ။သူ့ရဲ့ဖုန်းထဲကကိုပြက်လိုက်ပြီးတော့ခမရတော့သူမကိုမှတ်မိမှာမဟုတ်ဘူး။ဒါကအခုလက်ရှိသူမပုံပဲ။ခမရသူမကိုတွေ့မိသေးလား။စီယုံရဲ့အိမ်ရပေါ်မှာလဲနေတယ်။သူမရဲ့ပုံကိုတွေ့လိုက်ရတဲ့အချိန်မှာကျွန်တော်နှလုံးခွန်သားရရမတက်ဖြစ်သွားခဲ့ရပါတယ်။သူမရဲ့ပုံကမင်းညကကျွန်တော်မတော်တဆပစ်တတ်မိကမိဘုံလေးကိုထိရှုခဲ့တဲ့အမျိုးသမီးရဲ့ပုံစံနဲ့တူနေခဲ့ပါတယ်။ ကျွန်တော်ရဲ့အမိကလွဲပြီးတော့ဘသူကမှကျွန်တော်အတွက်နဲ့ကဘာကြီးကိုအတိုက်ခံလို့မှမဟုတ်ပါဘူး။ပြီးတော့သူမရဲ့လုံခြုံရေးအတွက်ကျွန်တော်စိုးရင်ကတွေးပြီးတော့ပုံနေခဲ့ပါတယ်။ဒီမျိုးစုံလေးကပုံစံအနေနဲ့အများဆုံးမရှိတာကြောင့်ကျွန်တော်အမိကိုပြန်တွေ့တဲ့အခါမှာပြောမယ်ဆိုပြီးတော့ကျွန်တော်ပြောလိုက်ပါတယ်။သူမကိုဘသူကမှရှာမတွေ့ဘူးဆိုတာကိုကျွန်တော်သိနေခဲ့ပါတယ်။တိတ်မကြခင်ပါပဲကျွန်တော်မွေးရည်ကိုထားခဲ့ပြီးတော့မြို့ကိုပြန်သွားတော့မှာပါကျွန်တော်ရဲ့နေသားကြနေတဲ့ဘဝစီကိုပြန်သွားဖို့ကိုပဲစတိုက်တွေးနေခဲ့ပါတယ် ဒါပေမဲ့သူမရဲ့ရှင်ဘက်ကကြီးစံရအောင်တွဲထွက်လွန်လာငိုနေခဲ့တဲ့ကျွန်တော်လုံးမိခဲ့တဲ့အိမ်မဆိုးကြီးကခေါင်းထဲကိုအမြင်ရပါခဲ့ပါတယ်။ကျွန်တော်အဖြစ်ရှိတယ်လို့ခံစားရတာကြောင့်နောက်ဆုံးအချိန်ဝင်းရမီစီကိုပြင်သွားခဲ့တော့ကျွန်တော်အသက်ဆုံးမရှိဘူးလို့ပဲဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်ရိုက်ရှယ်တနက်ကိုယူလိုက်တာကျွန်တော်ကိုကျွန်တော်ပြတ်တက်ဖို့အတွက်လုပ်ခဲ့ပါတယ်။ကျွန်တော်အသက်ဆုံးမရှိချင်တော့ဘူး။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။